ခொနရသာသမီအားလုံးမင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါစေ။ဗီဒီယိုစရန်ချန်နယ်မှာပြန်လည်လို့ကြိုဆိုလိုက်ပါရစေ။ဒီကနေ့မှာတော့တနင်္ဂနွေသာသမီများကျူတင်ချိန်ဆနိုင်ရန်အတွက်ဆရာကြီးစန်းစန်းနေဖို့မြမရိုးရာအထောက်အကိန်းစာအုပ်မှာ ဟောကြားထားသောတနင်္ဂနွေသာသမီများအတွေ့2025ခုနှစ်နိုဝင်ဘာလ9ရက်နေ့မှ19ရက်နေ့အထိ15ရက်စာကြံပြုဟောစတန်ကို ပြည့်ပြည့်စုံစုံဖတ်ကြားပေးထားပါရစေ။အစီအစဉ်လေးမစခင်မှာတဦးစေတနာတဦးမြတ်သာဆိုသလိုစကရိုင်းလေးနေပြီးခဲ့ တောင်းဆိုပြရခြင်းအစ်စ်တင်တိုင်းတရားအောင်လဲဘေးနားခေါင်းလုံးလေးကိုလဲနှိပ်ထားပေးခဲ့ဖို့မမေ့နဲ့နော် တနင်္ဂနွေသားသမီးများအတွေ့15ရက်စာဟောစတန်ဒီကာလအတွင်းမှာအလိုရှိရာပြည့်စုံမယ်မိမိဆောင်ရွက်သောကိစ္စများမှအကျိုးပေးခြင်းရှိမယ်တဆွေထိုးလှုပ်လို့စေများလျှော်ပါလှုပ်တဲ့မလှုပ်တဲ့စဉ်းစားဆုံးဖြတ်ခြင်းမပြုဘဲစိတ်မြန်လက်မြန်ဆောင်ရွက်လိုက်သောကိစ္စများတွင်ဘဝသင်ခန်းစာနှင့်နောင်တရရှိခြင်းကြုံရမယ်တပါသူမှမိမိအားပေါ်ပေါ်တန်တန်ပြောလိုက်သောစကားအကြံဉာဏ်များကိုမိမိဉာဏ်စွမ်းနှင့်ပေါင်း၍အသုံးပြုကထူးခြားသောအောင်မြင်မှုများရရှိမယ်အနေထိုင်အပြောစုတိတ်တိတ်ကြည်လင်မှုလိမ္မာပါဏ တ်မှုရိုးရိုးသားသားနှင့်ရှိရှိအတွက်လှုပ်ဆောင်မှုများသည်ဒီကာလအတွင်းမိမိအတွက်အထူးအကျိုးပေးသောအနေထားကြုံစီပါလိမ့်မယ်။မူလကစီမံရထားချက်နှင့်မကိုက်ညီတွင် ရုပ်တရက်ပေါ်ပေါက်လာသည်နှင့်ဆောင်ရွက်လိုက်သည့်ကိစ္စများမှအထင်ရှားအစဉ်ပြေခြင်းကံကောင်းခြင်းများရရှိမယ်။ယခုကာလအတွင်းဆုံးဖြတ်ချက်တစ်ခုချကားနေတိုင်းတပါသူနှင့်ညှိနှိုင်းတိုင်ပင်မှာအထူးသဖြင့်မိမိအကျိုးကိုလိုလားသည့်စနေနေ့တနင်္ဂနွေနေ့အင်္ဂါနေ့မွေးသူများနှင့်ညှိနှိုင်းကဆောင်ရွက်သည့်ကိစ္စများမှအထင်ရှားအစ ဆင်ပြေခြင်းရှိမယ်ကိုဘိုးတွင်ဖြစ်စေမိစေမေယူအောက်တွင်ဖြစ်စေတွဲစုနာပေါပါကဂယုဆိုင်ပါ ပေါ်သာပါကဝေဒနာကြည်ခြင်းခြားနာခြင်းအထိပင်ဖြစ်တတ်ပါတယ်တခြားသူများကြွေးမွေးသည့်ညသာစားပြီးအပြန်ခီးတွင်ယဉ်ထိခိုက်မှုဖြစ်တတ်ပါတယ်နိုဝင်ဘာလ9ရက်10ရက်12ရက်15ရက်16ရက်19ရက်နေ့များသည့်အလို့ရှိရာပြေဆုံးခြင်းအခက်အခဲများကြော်လွားနိုင်ခြင်းရှင်ပြန်လာသူများအားနှာတစ်ဖြာအသာဖြင့်အနိုင်ရမည်ကာလအတန်းကြာစနစ်တကျစူးစမ်းလောက်ကိုင်းထားသည့်များမှာအကျိုးကော ောင်းတေချာပေါက်ရရှိမယ်ငွေကြေးလဲလွန်ထားသည့်များအားပြန်လဲတောင်းခံနိုင်မယ်မာရအောင်ဈေးဆက်လောက်ိုင်းနေသည့်ကြားမှာထပ်မံ၍တာဝန်ပိုးများကင်တွေ့ရခြင်းရှိတယ်နိုဝင်ဘာလ9ရက်9ရက်10ရက်18ရက်17ရက်နေ့များတွင်အငင်းခုံများမပြုတ်ပါနဲ့ခရံဖြစ်ခြင်းအထိကြုံကပြဿနာကြီးနိုင်ပါတယ်အိမ်တွင်ရေးလူမှုရေးအညံ့ရှိပါတယ်အပေါင်းအသင်းများဒုက္ခပေးတတ်တယ်ငွေလက်လွန်မဲ့ပညာရေးမှာစိတ်အနှောင့်အယှက်များရှိနိုင်ပါတယ်စကားချက်ထွန်း၍သူတော်ဘာနဲ့ရန်တိုက်ပေးသူများအဝင်ထွက်များနေမယ် ိုဝင်ဘာလ6ရက်17ရက်13ရက်14ရက်နေ့များတွင်ထူခြားသည့်အပြောင်းအလဲများဆောင်ရွက်အောင်မြင်မယ်။အရေးကြီးသောဆုံးဖြတ်ချက်များချမှတ်ပါ။ပုံကွယ်နေသောအရေးချင်းများပေါ်ပေါက်မယ်။ပြတ်သားစွာလှုံ့ဆော်ခြင်းကြောင့်တိုးတက်ခြင်းများရလာမယ်။တနင်္ဂနွေနေ့မွေးသူအကူအညီနှင့်အခက်အခဲညံ့ဆိုးများကြော်လွားနိုင်မယ်။မွေးကြေးပေးယူကိစ္စများတွင်ဖြစ်ပေါ်သော ပြဿနာများကိုဖြေရှင်းနိုင်မယ်။အကျိုးပေးသောအရာအစိမ်းရောင်နှက်ပြရောင်နုနေရောင်မြေကိုရင်ရောင်အဝါရောင်မိက္ကရောင်တို့သည်ဒီကာလအတွင်းကံကောင်းစေပြီးအထောက်ပံ့ကောင်းမြ များရရှိစေနိုင်သောအကြောင်းများဖြစ်၍အရေးကြီးကိစ္စများဆောင်ရွက်သောအခါတုံးဆွဲဝစ်စင်သင့်ပါသည်။ကံကောင်းစေသောပန်းများမှာအုံညွန့်တစ္ဆေပန်း၊ကန္နမာပန်းရောင်စုံ၊နှင်းစီပန်း၊ကန့်ကော်ပန်း၊ဒဇင်ပန်းတို့သည်ဒီကာလအတွင်းစုတောင်းပြေဓာတ်ပန်းများဖြစ်၍ဖျားပန်းကလူချင်းအလှဆင်ပန်းဝထိုးချင်းများပြုပါဒီကာလအတွင်းတရုတ်စကားပန်းဖျားမလူကောင်းမှာအချိုးပေးသောကဏ္ဍများမှာယခုကာလအတွင်းတနင်္ဂနွေနေ့မွေးသူအလုံးတို့သည်အတိတ်ထူးနမိတ်ထူးရပြီတော်၎င်းထိုးချသောနမိတ်ရ၍ထီချိုးသောအခါတွင်၎င်းညံက ခွင့်အသုံးချ၍ထိထိုးပါယခုကာလအတွင်းအကျိုးပေးသောကဏ္ဍများမှာ964နှစ်ကဏ္ဍများဖြစ်ပါတယ်ရရရဒီကာလအတွင်းမြောက်သရဝါတို့အားနှပြောသည်ကြွေးပါမြောက်သရဝါမရှိပါကမြောက်ကဲ့သို့စော်ကစားသောကလေးငယ်တို့အားချုပ်ချင်းကြွေးပါလက်သက်ဆိုးစီပလင်းဟောင်းများရှာဖွေဆွံ့ပြပါဒနေငွေသားသမီးများလုံးကိုစိတ်နှပြန်ကျမ်းမာချမ်းသာကြပြီးကောင်းကျိုးချမ်းသာများပုံမရရှိကြပါစေဒနေငွေသားသမီးများတို့တိုက်ဆိုင်မှန်ကမကကွန်မန့်မှာတစ်ခုရေးပေးခဲ့ပြီးအခြားသူများလည်းတင်နိုင်ဖို့အတွက်ညှော်ဝေပေးခဲ့နော် ကျေးဇူးတင်ပါတယ်။ဘေရင်ဟော့စတန် channel မှာ မမကြီးဘေရင်ဆရာများရဲ့နေစဉ်ဟော့စတန်များအပတ်စဉ်ဟော့စတန်များလစဉ်ဟော့စတန်များနဲ့နှစ်စဉ်ဟော့စတန်များပါ ပုံမှန်တင်ဆက်ပေးနေလို့ဘေရင်ဟော့စတန် channel လေးကို like and subscribe လေးနှိပ်ပေးခဲ့ဖို့တောင်းဆိုပါရစေ။အစ်စ်တနိုင်းသိရအောင်လေဘေးနားအကောင်းဆုံးလေးကိုလည်းနှိပ်ထားပေးခဲ့ဖို့မမေ့နဲ့နော်။